ဒီချားနေရကောင်းလေးကတော့ဒုတိယကဘာစစ်မှာဝင်တိုက်သွားတဲ့အသက်ငယ်ဆုံးစစ်သားလေးတစ်ယောက်ပဲဖြစ်ပါတယ်။ဒါကတော့ဖြစ်မဲ့ဇလန်းလေးပါ။ရုရှင်အစမှာတော့ရုရှားနိုင်ငံရဲ့အမေရိကန်ပေးတံတရားပါထိုင်ပြီးပျော်ပါးသောက်ဆားနေကြတဲ့တာမီ၃ယောက်ကိုမြင်တွေ့ရမှာပါ။သူတို့တိကငွေစုံကော်လီစာကြီးကတိပင်းရဲ့ထေရာတီသူတက်သွားနိုင်တဲ့အကြောင်းသူ့ကိုယ်နဲ့သူ့အမကိုလမ်းကျွမ်းနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာယုတ်တိရဲ့ဂျာမန်တိုက်လေရင်နေသူတို့ပေါ်မှာပြန်ဝဲလာပြီးအမေဖြစ်သူကကလေးတွေကိုချုံပုတ်တဲဝင်ပုံဖို့အော်ပြောခဲ့ပါတယ်။ဒါပေမဲ့ချောင်းနေရွယ်ကောင်းလေးကတော့သူမကြောက်ဘူးလို့ပြောပြီးတက်လေရင်ကိုလေးကွာနဲ့ပြစ်လိုက်ပါတယ်။အားလုံးကိုအန်အားတက်သွားစေခဲ့တာက သူကတိုက်လေရင်လည်းအားလုံးကိုလေးကွာနေပြီးပြီးသူတို့ကိုဖောက်ခွဲပြစ်ခဲ့တာပါအဲဒီနောက်မှာသူကအနီးနားပေါင်ဝဲကျေကိုပြန်လဲကြည့်လိုက်တဲ့အချိန်မှာတော့သူ့အမေတို့မရှိကြတော့ပါဘူးဒီလိုနဲ့စာကေးအဲ့ဒီအမေကလည်းလက်လုံးလာပြီးသူ့ရဲ့မေကိုလမ်းခေါ်လိုက်ပါတယ်အဲ့ဒီနောက်တယောက်ယောက်တကားခေါင်းလေးတန်းကိုသူ့ကြားလို့သူ့အမေထေလို့တကားစီကိုပြေးသွားပါတယ်ဒါပေမဲ့လည်းအိန်းနာချင်းမျိုးသမီးကြီးကသူ့ရဲ့ဒီကြီးနဲ့ဝင်လာနေရဖြစ်ပါတယ်အဲ့ဒီမျိုးသမီးကကောင်းလေးအသက်ရှင်နေသေးတာတော်သေးတယ်ဆိုတဲ့အကြောင်းသူ့အမေနဲ့သူ့ကိုယ်ကိုသေသွားကြပြီဆိုတဲ့အကြောင်းသူ့ကိုဝမ်းနည်းစွာနဲ့ပြောပြပါတယ်ကောင်းလေးကသူ့မှာပြောနေတာတွေကိုနားမလဲပဲဒီအိမ်မှာပဲသူ့အမေလာမကိုစောင့်ကြည့်နေခဲ့ပါတယ် အမျိုးသမီးကြီးကဂျာမန်နီသူတို့ကိုတိုက်ခတ်နေပြီဆိုတဲ့အကြောင်းဒီကနေထွက်ပြေးမှဖြစ်မယ်ဆိုတဲ့အကြောင်းလေးကိုပြောခဲ့ပါတယ်အဲ့နောက်မှာစေတားတချို့သူတို့အိမ်နာကိုရောက်လာပါတယ်အမျိုးသမီးကြီးကစာကြီးကိုပရေပေါက်ခံနေအပြင်ကိုအရင်ထုတ်ပေးပြီးသူထွက်ဖို့ပြင်နေတဲ့အချိန်မှာတနက်နေ့ပြေခံလိုက်ရပြီးတီးသွားခဲ့ပါတယ်အခုချိန်ဆိုရင်၆နှစ်သားကောင်လေးကသူ့ခြေတော့ပေါ်သူရက်တီရပါတော့မယ်မိသားစုတွေတငယ်ချင်းတွေမရှိတော့ပါဘူးဒီလိုနဲ့စာကြီးသူ့အိမ်နဲ့ဝေးရကိုထွက်ပြေးနေတော့ပဲအချိန်မှာသူ့နောက်မှာကျန်နေခဲ့တဲ့ပဝင်းကြီးတခုလုံးကမိတီလောင်နေတာသူမြင်ခဲ့ရပါတယ် သူ့မိဘဝင်နေဆိုတော့အော်ခေါ်လိုက်ပြီးအဲ့ဒီနေရာကနေဝေးရကိုထွက်ပြေးခဲ့ပါတယ်အချိန်တိုင်းတာတကူလောက်ဒီပြီးလာရင်တော့မှသူ့တော်ကြီးတကူတွေကိုကြောက်လာခဲ့ပါတယ်ကောင်လေးကသူ့လမ်းပြောင်းနေတဲ့အတွက်သူ့ကိုလာခေါ်ဖို့သူ့မိဘကိုထပ်ပြီးတော့အော်ခေါ်မိနေပါသေးတယ်နောက်တော့အဲ့ဒီညသူ့တော်တွေမှာနေခဲ့ရပါတယ်နောက်တနေ့မနေ့ရောက်တဲ့အခါမှာမိသားတို့ခုတွေကကြီးကိုသူ့တောက်နေခြင်းမှာဂျာမန်စစ်သားတချို့ကအဲ့ဒီနေရာကတဝိုက်ကိုကြောက်လာခဲ့ပါတယ် တို့ကအရန်အန်ဒီရများတဲ့သူတွေမှစာကေးတီးတဲ့အတွက်အလင်းပြန်ပေးတစ်ပေတပေးရဲ့အမြင့်တွေကိုဝင်ပုန်းခဲ့ပါတယ်။ပုန်းနေတဲ့အချိန်မှာသူ့အနားကိုမွေးတကောင်ရောက်လာလို့သူ့အရန်ကြောက်နေခဲ့ပေမယ့်အတန်ထွက်လို့လည်းမရထွက်ပြေးလို့လည်းမရအခက်ကြုံနေခဲ့ပါတယ်။စာကေးကမွေးတဲ့စစ်သားတွေကိုပုံပြီးကြောက်နေခဲ့ပါတယ်။စစ်သားတွေမြင်နေကမ်းပြီးနောက်မှာစားတော့ပြီးလို့ထွက်သွားတဲ့အချိန်မှာစာကေးထွက်လာပြီးသူတို့ဂျန်တဲ့အစားအသောက်တွေကိုတ냐စာအငမ်းမြစားတော့ပါတယ်။ဒါပေမဲ့လည်းအဒီနေ့ညမှာ ရောက်တဲ့အခါမှာတော့ကောင်းလေးကအရန်ကိုအင်အားကုန်ကန်းသွားပါတယ်။အစားကောင်းကမစားရတဲ့နေရာရှိနေပြီးခြေဦးထည်ရရောက်သွားခဲ့တဲ့အတွက်ကြောင့်ပါပဲ။အားနေပြော့ခွေနေလို့လို့ဒုက္ခနာခနာလဲကြပေမဲ့ဆက်ပြီးတော့ရှောင်နေခဲ့ပါတယ်။အဲ့နောက်သူကသွားနေတဲ့လမ်းမတွေ့တဲ့ berry သေးရနေကိုကူးစားဖို့လုပ်တဲ့ချိန်မှာပေါက်ကွဲမှုတစ်ခုသူ့နောက်မှာပြစ်သွားခဲ့ပြီးသူကအန်အော့ခဲ့ပါတယ်။သူသတိမိနေတဲ့အချိန်မှာစစ်သားနှစ်ယောက်သူ့နောက်ကိုရောက်လာခဲ့ပါတယ်။အဲဒီစစ်သားနှစ်ယောက်ကတော့ရုရှားကင်းတော့စစ်သားနှစ်ယောက်ဖြစ်ကြပြီးသူတို့ပြန်လာကိုစောင့်နေတယ်သူတို့ရဲ့တမူ ခရုနက်ဆော့ဖ်ရှိရာတဲစခန်းကိုအားနေပြီးတော့ဒဏ်ရာရနေတဲ့ကောင်လေးကိုခေါ်လာခဲ့လိုက်ပါတယ်ဒီလိုနဲ့စစ်သားတွေကသူတို့ကရန်သူတွေမဟုတ်ပါဘူးလို့ရှင်းပြလိုက်တော့ကောင်လေးကနားလည်သွားပြီးကိုကိုကိုမေးဆက်ပါတယ်ကောင်လေးကလည်းဆွဲနှုတ်ဆုပ်ဖို့တက်မှုကိုလက်ခံပေးလိုက်တဲ့အချိန်မှာစစ်သားတွေအားလုံးရင်မော့ခဲ့ကြပါတယ်ဒီလိုနဲ့ပဲစစ်သားတွေကကောင်လေးကိုရမ်းချက်သွားကြပြီးကောင်လေးနားမှာနေကအစာတွေကျွေးရေတွေတက်ကြပါတယ်သူအေးအေးနေတဲ့တက်မှုတော်မှာကောင်လေးကိုဂရုစိုက်ပေးခဲ့ပါတယ်အိနာစာကြီးရဲ့ဒဏ်ရာကိုကဲချာဆိုတဲ့တွန်လာပြူမလီကစိတ်ထက်ပေးခဲ့ပြီးကောင်လေးကိုချစ်ခင်သွားပါတယ်အိနာကောင်လေးကသူ့ရဲ့ဒဏ်ရာလေးပေါ်မှာတင်ကားပေါ်တပေါ်ဆွဲပေးဖို့သူမကိုတောင်းဆိုပါတယ် ဘာလို့လဲဆိုတော့ तू အစင်စားကြီးဖြစ်ချင်လို့ပါဒရာရနေတဲ့စက်သားရီရောင် तू နဲ့စကားပြောပြီးတက်တရာရလာတဲ့အထိကောင်းလေးကချစ်ဖို့ကောင်းနေပါတယ်ဇာကီကတမူးရဲ့တနက်နဲ့ရင်ဘက်ကတဲ့စိတ်ကိုရမ်းစိတ်ဝင်စားခဲ့ပါတယ်တမူးကလည်းကောင်းလေးမေးသမျှကိုဖြေပေးခဲ့ပါတယ်ပြီးတော့ပြစ်စတိုတလက်ကိုကြီးတွေထုတ်ပြီးကောင်းလေးကိုပေးကစားခဲ့ပါတယ်ဇာကီကသူ့ရဲ့ဘက်မှာဆွဲထားတဲ့တင်ကားပုံကိုတမူးကိုပြပြီးတော့သူ့ကိုယ်သူစက်သားကြီးဆိုပြီးကြွားနေခဲ့ပါတယ်တိတ်မကြခင်မှာပဲကောင်းလေးပြန်တက်တာလာခဲ့ပါတယ်ဒီလိုနဲ့သူနာပြုမလေးကဲချာကောင်းလေးကိုဒီတဲ့ရင်မှာပဲဆက်နေခွေးပြဖို့တမိုးကိုခွင့်တောင်းခဲ့ပါတယ် ဒါပေမဲ့လည်းတမူကလက်မခံပါဘူးဒီမှာဆိုရင်ကောင်လေးကမလုံးကြောဘူးသူ့ကိုမိဘမေကရာတခုကိုသူ့ကိုပေးချင်တယ်လို့ပြောပါတယ်စစ်သားတွေကတော့သူတို့ရဲ့အားလဲချီတွေမှာစာကြီးစီကိုတော့ပြီးအချိန်ပြောင်းကြပါတယ်တနေ့တနေ့သူစီလာတွေ့တဲ့ဧည့်သည်တွေများနေတာပါစစ်သားတွေကနေဝေးရဲ့ချားကသူတို့ရဲ့မိသားစုတွေပို့ပေးလိုက်တဲ့အစားအသောက်တွေကိုစာကြီးလေးစီယူလာပေးကြပါတယ်ပြီးတော့သူတို့ရဲ့စစ်သုံးမှမလူတွေနေတာမှာကောင်လေးကိုပေးစော်ထားပါတယ်ဒီနေ့ကျတော့စစ်သားတွေကတမူးစီကိုသွားပြီးကောင်လေးကိုတရင်မှနေဝေးပြုဖို့တွားခွင့်တောင်းခဲ့ပါတယ်စစ်သားတွေအားလုံးကကောင်လေးကိုတန်ရုံစီ20ပြီးဆိုတဲ့အကြောင်းပြောရင်း ကောင်းလေးရှိနေတာကသူတို့ရဲ့ရင်ထဲကစိတ်ပွဲချဖြစ်တဲ့ VR တွေကိုရောကြသည်လို့သူတို့အတွက်ပါထည့်စင်းစားဖို့တမိုးကိုပြောခဲ့ပါတယ်။ဒါပေမဲ့တမိုးကတော့ကောင်းလေးပေးခင်ဖို့အတွက်မိဘမဲ့ကရာကိုပဲပို့မယ်လို့ပူခံမိနေပါတယ်။နောက်တစ်နေ့ကျတော့ရန်သူနဲ့တိုက်ပွဲဖြစ်ပြီးစစ်သားများပြားဒဏ်ရာရခဲ့ပါတယ်။အဲနောက်စာကီကိုမိဘမဲ့ကရာကိုခေါ်သားဖို့ကာတစီဆက်ရောက်ပါတယ်။တမိုးကကောင်းလေးကိုအရေးကြီးတာပြောပြရှိရဆိုပြီးတေသားနဲ့လှုပ်တာနဲ့ပြေဆိုရလေးတိော်လက်ဆောင်လေးနဲ့သူ့ကိုပေးခဲ့ပါတယ်။ကောင်းလေးကလည်းတမိုးကိုချင်းချင်းပွေဖက်လိုက်ပြီးတမိုးပေးမယ့်ကိမှာစိုးရိမ်တယ်လို့ဆိုပြီးငိုယူပြီးပြောခဲ့ပါတယ်။တမိုးနဲ့ကောင်းလေးရဲ့ပွေဖက်မှုမှာရေပြောသွားပြီးတော့စိတ်ပြောင်းသွားပါတယ်။ စစ်သားယူနေတူသူ့ရဲ့သားဖြစ်နေဒီမာနေဘုစာကီကိုပြောပါတယ်။ညရောက်တော့စစ်သားတွေကကောင်လေးဝတ်ဖို့စိတ်ဝတ်ဆောင်သူသေးလေးကိုရှာခဲ့ကြပါတယ်။စာကီကသူတို့နဲ့တူတူနေမယ်ဆိုတော့သူတို့အားလုံးမိကုန်ရန်ကုန်ပြောကြပါတယ်။မလန်ရောက်တော့တမုကစာကီကိုနှုတ်ပြီးဝေစားနေပေးပါတယ်။စာကီကတကယ်စစ်သားတရားလို့ဝေစားနေဝတ်ပြီးပတ်ပြီးတော့ပြောနေပါတယ်။ တခြားသူတွေကလည်းသူ့ကိုသူ့ရဲ့စစ်သားလေးလို့ခေါ်ကြပါတယ်။ကောင်လီကအဲ့ဒီလိုပြေးနေတဲ့ချိန်မှာဂျာမနီကစစ်စခန်းကိုလေကြောင်းကနေပုံလာကျဲချပါတယ်။စစ်သားတွေကလည်းစာကေးကိုလုံခြုံတဲ့နေရာမှာထားပြီးရန်သူတွေနဲ့တိုက်ခိုက်ပါတယ်။အဲ့နောက်မှာတော့ဒဏ်ရာရနေတဲ့စစ်သားရေတွေတဖြည်းဖြည်းများလာပါတယ်။စာကေးလည်းသူ့ကိုသူအတုံးဝင်တဲ့သူတစ်ယောက်ဖြစ်ကျင်တဲ့သိနေရေစာနေတဲ့စစ်သားတွေကိုရေလိုက်တက်ပါတယ်။သူတို့တွေကတယောက်ကတော့မျိုးလုံးမှာပတ်တီးစီးထားတဲ့အတွက်အင်ကားပို့လိုက်တဲ့စာကိုစာကေးကိုဖတ်ခံခဲ့ပါတယ်။ကောင်လီကကိုညင်ချင်ပေမဲ့တကယ်တော့သူကစာမဖတ်တတ်ပါဘူး။ဒါပေမဲ့သူကစာကိုယူလိုက်ပြီးဦးလီရဲ့အင်ကနွားကြီးကျမ်းမာတယ်လို့စာထဲမှာရေးထားတယ်လို့ပုံစံနဲ့ကျမ်းမပြောလိုက်ပါဘူး။စစ်သားကြီးကသူ့အိမ်မှာနွားမဝေးထားတဲ့အကြောင်းပြောလိုက် ဲ့ချိန်မှာတခြားသူတွေကကောင်လေးကိုမေးပေါ်မြေဆက်ဖက်လေးပေါ့ဆိုပြီးတော့လမ်းဆာပြီးရေမောပြပါတယ်သူကဒီလိုပုံစံနဲ့တခြားသူတွေရဲ့စာလေးကိုဖတ်ပြပြီးအားလုံးကိုပွဲကြစေပြပါတယ်အဲ့နောက်တော့သူနာပြူမလေးကဲချာနဲ့တမှုစကားပြောနေတဲ့ဇဝင်ကံကိုမြေတွေ့ရမှာပါသူတို့နှစ်ယောက်ကတယောက်ကိုတယောက်ဇဝင်စားနေကြတဲ့ပုံပေါ်ပေးမယ်သူတို့ရဲ့ကန်စားချက်တွေကိုတယောက်နဲ့တယောက်ဝန်မခံပါဘူးအဲနောက်စာကြီးကတမိုးကိုသူ့ရဲ့တဲရင်မှာအမိန်နာခံတဲ့တဲ့စစ်သားဖြစ်နေပြီဆိုတဲ့အကြောင်းပြောပြပြီးစစ်သားတရားလုံးလုံးဆက်ပြခဲ့ပါတယ်။အဲနောက်တိုက်ပွဲတွေ့မှာပြည်စည်းသွားတဲ့ တက်သားဆောင်လေးတစ်ခုရှိကိုသူတို့ရောက်ခဲ့ပါတယ်ပြီးတော့ဒမ်မိုကကြာဆုံးသွားတဲ့တက်သားတွေအတွက်အုတ်ထုတ်ကိုကျွေပြီးလေးပြရတယ်ဆိုပြီးသူ့ကိုတင်ပေးပါတယ်နောက်နေ့စာကိကသူ့ကိုတောင်းဝင်တစ်ခုပေးဖို့တောင်းဆိုလာတဲ့အခါမှာဒမ်မိုကစစ်သားတွေကိုအင်္ဂါပို့လိုက်တဲ့စာတွေကိုလိုက်ဝေပေးဖို့ကောင်းလေးကိုတောင်းဝင်ပေးပါတယ်သူ့ကိုပေးလိုက်တဲ့တောင်းဝင်ကိုအရေးချင်းရှိပြီးမြောက်အောင်ထမ်းဆောင်ခဲ့တဲ့အတွက်စစ်သားတွေကသူ့အတွက်တော့မှကတော့ကပြခဲ့ပါတယ်နောက်နေ့နေ့မနေ့ရောက်တဲ့အခါမှာစာကိကစက္ကန့်နဲ့နေနေဝေးတဲ့နေရာကိုသူ့ရဲ့မက်ဘလူးကယူပြီးထွက်လာခဲ့ပါတယ်အဲ့ဒီမှာဘလို့နဲ့ဟိုးလျှောက်ကြည့်ဒီလျှောက်ကြည့်လုံနေတော့ကောက်ရုပ်ပုံနဲ့ဝင်သွားတဲ့တစုံတယောက်ရဲ့ခြေထောက်ကိုလမ်းတွေ့သွားပါတယ်။အဲ့ဒါနဲ့ပဲစကန်းကိုသူအမြဲပြေးသွားခဲ့ပြီးသူတွေ့ခဲ့တဲ့အရာကြောင့် စစ်သားတွေကိုပြောပြပါရယ်စစ်သားတွေကတိတ်မယုံကြည်ခဲ့ပေမဲ့ဘာပဲဖြစ်ဖြစ်ကောင်းလေးနဲ့လိုက်သွားပါရယ်သူတို့ကရုပ်ပုံနဲ့ရောက်တဲ့အခါမှာအောက်မှာပုံနေတဲ့ဂျမန်တရှုံမြောက်ကိုတွေ့ရလို့တန်ပေးလိုက်ပါရယ်တရှုံနှောင်းလည်းဖမ်းမိသွားပြီးကောင်းလေးလည်းသူ့ရဲ့ရည်ချင်းတော့ချိမုတ်ခဲ့ကြပါရယ်ရာရော့တော့တမောကသူ့ကိုတရားဝင်မွေးစားတဲ့စာရွက်စာတမ်းတွေထုတ်ပြပါရယ်ဒါဆိုရင်သူကကောင်းလေးရဲ့တရားဝင်ဖြစ်ဖြစ်သွားပါပြီစာကြီးကသူ့ရဲ့ဖေးတမူသူနှစ်ပြုတ်ကကြပေါ်မှာ ခန်းစားချက်ဘယ်လိုရှိလဲဆိုတာသိတဲ့အတွက်ကျင်နာမှုပြန်ပြီးတဲ့အနေနဲ့ခန်းစားချက်တွေကိုဝန်ခံဖို့သူ့အဖေကိုကဲချားစီကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ကဲချားကတခြားတယောက်နဲ့စကားပြောနေအောင်တို့နှစ်ယောက်မြင်ခဲ့ရပြီးကဲချားတခြားတယောက်ကိုစိတ်ဝင်စားနေရပဲလို့အထင်လွဲခဲ့ပါတယ်။အဲ့တော့စကန်းကိုဂျာမန်နဲ့ထပ်ပြီးတော့လာလိုက်ပါတယ်။ဒီဒီကျင်းတော့စာကြီးကသူ့ရဲ့ရှေ့သမျှအင်အားနဲ့ရှေ့တန်းကစစ်သားတွေစီကိုခဲယမ်းမိကြောက်တွေတည်ယူပေးနေကူညီခဲ့ပါတယ်။ဒါပေမဲ့စစ်သားတွေကသူ့ကိုပြင်မှာအန်ဒီရများလို့နဲ့အတွက်စကန်းမှာပဲပြန်နေခဲ့ဖို့ပြောခဲ့ပါတယ်။စကန်းကိုပြောင်းလဲချိန်မှာတက်မိုးနဲ့တခြားတပ်သားတွေဘုံမူးကြီးနဲ့ဆက်သွလို့မြတ်ပဲဖုန်းလိုင်းပြတ်တောက်နေတဲ့အတွက်ကြောင့်ဆက်ပြတ်နေကြတာတွေ့ခဲ့ရပါတယ်။ ပြက်စီးနေတဲ့ဝါယာကြိုးတွေကိုသွားပြင်ဖို့တပ်သားတယောက်ကိုဒမိုကဆေးလွတ်လိုက်ပါတယ်အဲ့ဒီတပ်သားနောက်ကစာကြီးလိုက်သွားပြီးအဲ့ဒီတပ်သားတေလောက်တဲ့တရားရနေတာကိုသူတွေ့ခဲ့ရပါတယ်ဒီလိုနဲ့ပဲတေလူမျိုးဝါဖြစ်နေတဲ့တပ်သားကိုဝါယာကြိုးတွေသူဘလို့ပြင်ရမလဲမေးပြီးသူကိုယ်တိုင်ပြခဲ့ပါတယ်အဲ့နောက်ဖုန်းလိုက်ပြန်ပြီးသွားပြီးစစ်ကူတွေခေါ်လို့ရသွားပါတယ် တကယ်ကိုချောင်းနဲ့ဒါလီကအားလုံးရဲ့တက်ကိုကဲလိုက်တာပါအဲ့နောက်မြေကန်နဲ့ပြေးမှာကဲချာနဲ့တမူစကားပြောခဲ့ကြတဲ့ဆက်ဝင်ကကိုမြေတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးတော့တမူဟာသူ့မကိုချစ်နေတဲ့အကြောင်းဝင်ခတ်လိုက်ပြီးတော့စာကြည့်ရမယ်ဖြစ်နေပြီပို့တောင်းဆိုခဲ့ပါတယ်ကဲချာကရမ်းပြောသွားခဲ့ပြီးသူ့မကဘာတကုမှပြန်မပြောရသေးခဲ့မှာပဲတသားတယောက်သူ့လောက်ကိုရောက်လာပြီးတော့တမူကိုစားတဆောင်ပေးခဲ့ပါတယ်စာကတော့သူစကန်ပြောင်းရမယ့်အမိန့်စာပါ။နောက်တနေ့ရောက်တော့တက်သားရဲ့အာလုံစာကင်းနဲ့တူတူစကန်တစ်ခုထောက်ပါပါတယ်။ဒါပေမဲ့လမ်းမှာမိုင်းလေးတစ်ခုကိုဖျက်မိခဲ့ပြီးသူ့ရဲ့ကားလေးပေါက်ကွဲ တမူးလက်တရန်ရခဲ့ပါတယ်စာကီးရဲ့အယံခင်းတဲ့တက်တာတော်တော်များများလေးတည်သွားခဲ့ပါတယ်အဲနောက်စာကီးကတမူးကိုဖက်ပြင်းခုခဲ့ပါတယ်နောက်တော့တရန်ရနေတဲ့သူတွေကိုထမ်းပြီးသူတို့ရဲ့စကန်းတစ်စီကိုခီးဆက်ခဲ့ကြပါတယ်သူတို့စကန်းတစ်စီကိုရောက်တဲ့အခါမှာသူတို့တမူးရဲ့ကောင်းဆောင်ဘူယိုကြီးနဲ့တွေ့ဆုံခဲ့ပါတယ်သူလည်းပဲ ကောင်းလေးရဲ့ပြင်ပြတဲ့စိတ်ဓာတ်နဲ့ဆန္ဒကိုထင်ကြီးသွားခဲ့ပြီးဒီလိုတော့တဲ့ကလေးမျိုးရှိတဲ့တမိုးကိုကြည့်ကြည့်ခဲ့ပါတယ်။ဒေါက်တာနဲ့ရတော့သူတို့တန်ရေကတက်သားတဲ့ကဆူချင်းမြေခံခဲ့ရပါတယ်။အဲ့တက်သားကတော့စားခဲ့ပါ။ဒီနောက်ကိုကျော်ကြီးကသူ့ကိုတစိမ့်ချင်းမြေလိုက်တဲ့အချိန်မှာနိုင်ငံတော်ကကွယ်ပါမယ်လို့သူတစ္ဆာဆိုခဲ့ပါတယ်။တကြတော့သူတို့ရဲ့စကန်းကိုလူမဆာဆာတက်ခတ်ခံရပြီးတမိုးကပြက်စီးတင်နဲ့အောက်မှာပြေးမိနေခဲ့ပါတယ်။စားခဲ့ရသူ့အဖေကိုငုံယူပြီးတော့ကေဖို့ကြိုးစားပါတယ်။သူကတခြားတက်သားတွေကိုခေါ်လိုက်ပြီးနောက်ဆုံးတော့သူ့အဖေကိုအပြင်ရောက်ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ။နောက်နေ့ကတော့ဒရာရနေတဲ့သူ့အဖေတမိုးရဲ့အနာကိုစာခေးသွားခဲ့ပါတယ်။သူ့လက်ကတော့သူ့အဖေကိုကဲထုတ်ဖို့စူးစမ်းခဲ့တဲ့အတွက်ခုဒီနာရီတုန်းပါပဲ။အခုစဉ်ကောင်းလေးကတက်ဖွဲ့နေခွဲကြလို့မရအောင်တသားလေးဖြစ်သွားပါတယ်။သူ့မှာသူ့တို့ပြမိသားစုမရှိတော့ပါဘူး။ပြီးတော့စစ်ပွဲတွေမှာသူ့တို့ပဲသားသားသူ့ပါလိုက်ပါတယ်။ရုပ်ရှင်ကတော့သူတို့တရင်တခြားစကားတကူကိုပြောင်းရွှေ့နေရတယ်ဆုံးသက်ထားပါတယ်ရုပ်ရှင်တွေကစက်ချောင်းပြောသူပြောပြထားကြကြသူဟာစတန်လင်ဂရက်စစ်ပွဲမှာတော့ပေါင်းဝင်ခဲ့ပြီးစစ်သားတွေနဲ့အတူပိုလန်ထိကြီးတက်လာခဲ့ပါတယ်အခုဆိုရင်တော့သူ့ကိုကမ္ဘာတန်ငယ်ဆုံးစစ်သားဖြစ်နေ အမြဲတမ်းတည်နေကြမှာဖြစ်ပြီးသူ့ရဲ့စွမ်းသက်တည်နဲ့ပြောင်ပြောင်းလာတဲ့တမိုင်းကလည်းကိုယ်စွေကဘာကြီးတစ်ခုလုံးကြားသိနေပြီဖြစ်ပါတယ်။အဆုံးနည်းကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။